ေ့ပြောပြမယ်ကဗျာကတော့ကိုယ့်ရေကိုယ့်မြေကိုထွက်တာပြီးတော့ကိုယ့်ရေကိုယ့်မြေကိုတန်တာတဲ့စိတ်နှမျောတတ်ပါတဲ့စိတ်အဲ့ဒီစိတ်ကိုအခြေခံပြီးတော့ရေပြစ်တဲ့ကဗျာသုံးဖို့အဲ့ဒါကိုကျွန်တော်ရွတ်ဖတ်တာပထမဆုံးတစ်ပုဒ်ကတော့ထုံးစံတိုင်းကိုယ့်ရေကိုယ့်မြေလွမ်းနေဆိုတာကျွန်တော်တို့အမေရိကန်စာပေဟောပြောဝဲဆိုရင်အနည်းဆုံး2လကြာပါတယ် ိနှစ်လဟောဒီမှာကြုံလို့ပြောပြလို့ရှင်ကျွန်တော်တို့6လနေခွင့်ရှိပါတယ်နှစ်လနဲ့တရက်တောင်မှကျွန်တော်တို့မနေပါဘူးအဆီဇင်ပြောင်းသွားလို့တပတ်လောက်စောပြီးပြန်ခွင့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ်ပ္ပစံနဲ့ကိုလင်းရင်လက်မှတ်ကိုချိန်ပြီးတော့ကျွန်တော်တို့ပြန်ခဲ့ပါတယ်အဲဆိုင်ဆာစိတ်တပါဒါကြုံလို့ကျွန်တော်ပြောပြတာပါအဲ့တော့ကိုယ့်ရဲ့ကိုယ့်မြေလွမ်းတဲ့စိတ်ဟာအင်တာမ တခြားနိုင်ငံရောက်တော့မှသိတာပါပဲအဲ့ဒီမှာလည်းပဲကျွန်တော်အမေရိကန်ကပထမတစ်ခေါက်မှာရေးပစ်တဲ့ကြပြာပါအဲ့ဒီကြပြာမှာဘာအကြောင်းရေးထားတာလဲဆိုတော့အာသူတို့ပျော်နေကြတာပဲသူတို့လွတ်လပ်နေကြတာပဲအဲ့ဒီနှစ်ခုပဲပြည်သူတွေပျော်တယ်ပြည်သူတွေလွတ်လပ်တယ်သူတို့မှာအကြောက်တရားမရှိဘူးသူတို့မှန်တာဆိုလို့ရှိရင်အကုန်လုံးလိုရဲကန်ရဲပြောရဲတယ် အဲ့ကျွန်တော်တို့ကဘာလို့မပြောတာလဲအဲ့ဒီစံကျင်ပဲပါပဲအဲ့တော့ကျွန်တော်တို့ကဘာလို့ကျင်တာလဲကျွန်တော်တို့ဆရာပြည်သူတွေကအဲ့လိုသူတို့လို ပြောကျင်တယ်သူတို့လွတ်လပ်ကျင်တယ်ဒါပါပဲတခြားဘာမှကျွန်တော်တို့ပြည်သူကအများကြီးမမျှော်လင့်ပါဘူးကျွန်တော်တို့ကပြောပြရှင်နေနေကျင်တယ်ကျွန်တော်တို့ကလူတစ်ယောက်လိုလွတ်လွတ်လပ်လပ်ရှင်တန်ကျင်တယ်အဲ့ဒါလေးကိုခင်ဗျာရေးပြတာပဲနောက်ထောင်ကြည့်ပါသူ့မြေကိုမြေ ူနိုင်ငံကိုနိုင်ငံပေါ့နော်သူတို့ပျော်ကြလွတ်လပ်ကြသည်သောကဟူပြီမျိုးမရှိ သူတို့ပြုံးကြနှလုံးလာသည် စမ်းမြချမ်းမြေပန်းရီတွေ့ငါတို့ပူကြမမြတ်တာနဲ့ဓမ္မမဲ့ကင်းဆင်းရဲတွင်နဲ့ညီမန်းခံတန်ရာပလဘဝငရေကြတယ် ငါတို့တောင်းကြဟောင်းတွေပြောက်အစ်စ်ရောက်ဖို့အကြောက်တရားကင်းမဲ့သွားဖို့မတရားတဲ့စနစ်ကိုတိုက်ဖြစ်ပြဖို့အစ်စ်ကိုမျောတွေးတွေးစီကြွေးကြော်ဩသူတို့လို့ပြောဖို့သူတို့လို့ပြောဖို့သူတို့လို့လှလဖို့ဒါ တို့နိုင်ငံကကျွန်တော်တို့အားကြခဲ့တာအဲ့ဒါပါပဲကျေးဇူးတင်ပါတယ်